အဲကျမကတော့လေအရင်ကြီးအဲငါကတခုလက်မို့လို့ပြောကြဆိုကြမှာပဲဆိုပြီးအဲ့လိုမျိုးတော့ခိုးရင်ကလေးအစတည်းကမရှိဘူးနောက်ဒီအနုပညာလောကတည်းကလည်းဖြစ်တော့အပေါင်းတင်ရလဲညားတယ်အပေါင်းတင်ရလဲမင်းနေပေါ့နော်ကိုသွားစရာရှိတာသွားပြောစရာရှိတာပြောအထူးတလေစင်စင်နေရတာမျိုးတော့မရှိပါဘူးနောက်ပြီးတော့အမငကိုရေကလည်းဟိုအဲ့လိုနိုင်အောင်ထွက်တာတွေပါတယ်မျိုး အတောက်စားအဲ့လိုမျိုးအဲ့လိုမျိုးတွေလည်းမရှိဘူးဆိုတော့လေအထွေထူးဆင်ခြင်ရမျိုးကတော့မရှိဘူးဒါပေမဲ့လို့အမစိတ်ပျော်ရွှင်ရအမစိတ်ချမ်းသာရဆိုလို့ရှိရင်တော့အမမတိလို့လောက်တာမဟုတ်ဘူးပေါ့နော်တိတယ်ဒါပေမဲ့ဆင်ခြင်မှုနဲ့လောက်တယ်ပေါ့အဲ့လိုမျိုးတော့ရှိတယ်တားကိုလည်းပြောပြတယ်တားကလည်းအဲ့လိုမမေပျော်ဖို့ထိုက်တန်ပါတယ်တဲ့မမေကစိတ်ချမ်းသာဖို့ထိုက်တန်ပါတယ်အဲ လုပ်ပေါ့နော်ဒါလုပ်ပေါ့တော့ဆိုတော့အမမဟုတ်တာလေလုပ်နေရမှာမဟုတ်ဘူးပေါ့နော်သူနားလဲတယ်ပေါ့အဲ့လိုမျိုးသူပြောပါတယ်ဟုတ်ဟောအဲ့ဒါတော့ဟုတ်တယ်ဒါဒါပေါ့ဒါအတွက်ပေါ့အဓိကတော့ तू ကဘာကတိမှမကြောက်မှာပေါ့အမဘာသာအမပဲဒီနောက်အိမ်တောင်ဘရောမှတားအတွက်မရှိလာရစေရဘူးပေါ့နော်အဲ့အဲ့လိုမျိုးအမဘာသာအမပဲပြချမ်းနာရပေါ့ဟုတ် လို့ရေးရလဲဖိတ်တယ်ပြီးတော့ကိုခင်လိုင်းတို့ကိုစမ်းမင်းတို့တို့လူတွေပေါ့နော်အဲနောက်ပြီးတော့အဲ့ကားရိုက်တဲ့အချိန်တော့ကလည်းအမသွားကြည့်လိုက်သေးတယ်ဆိုတော့ဒီကားလေးကစိတ်ဝင်စားလို့ပါနောက်ပြီးတော့ဒါရိုက်တာလည်းအမျိုးသမီးဒါရိုက်တာဆိုတော့လေဒါကြောင့်မို့လို့လာအားပေးတာပါဟုတ်ဟိုကျမကကြတော့လေဟိုတခြားမျိုးသမီးတွေလည်းဒီလိုပဲဖြစ်မယ်လို့ထင်ပါတယ်ကို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 အာငါအမျိုးသမီးမို့လို့ငါမိန်းမမို့လို့ဟိုငါ့ကိုပို့ပြီးတော့ဦးစားပေးရမယ် ငါတို့ကျမဒါမလုပ်နိုင်လို့ကျမကိုလုပ်ပေးပါအောင်ဆိုတာမျိုးကဘယ်တော့မှမရှိခဲ့ဘူးပေါ့နော်အဲ့လိုစိတ်နဲ့လုပ်ဆရာရှိရာတွေလုပ်သွားလိုက်တာပဲခါလေကြလို့ရှိရင်ဟိုကိုွားတော်မှပဲအာအမျိုးသားတွေဟိုကုညီပေးလိုက်တာမျိုးတွေရှိရယ်ကုညီပေးလိုက်တယ်ဆိုတာဟိုငွေတွေပိုင်းနဲ့မပတ်သက်ဘူးပေါ့နော်ကိုယ့်ရဲ့ကာယအာညာနာအားပေါ့ဆိုတော့အဲဒီဥစ္စာကတော့ပြောရမယ်ဆိုလို့ရှိရင်ခွဲခြားတယ်ဆိုတာလေဟိုဂျန်ဒါခွဲခြားတယ်ဆိုတာလူရဲ့စိတ်နဲ့ခံယူချက်ပေါ်မှာပဲမူတည်ရယ်တခါလေကြတော့ ချို့တွေကခွဲခြားတာကိုမကြိုက်ဘူးပြောပေမဲ့ကိုကိုနိုင်ကကိုကိုခွဲခြားခံရအောင်လုပ်နေမိတတ်တယ်။အဲအဲ့လိုမျိုးလေးရှိတာပေါ့နော်။အမကကျတော့ငကိုရဲကကျမမိန်းမမို့လို့ဆိုတာမျိုးထက်အဲကျမလုံနိုင်တဲ့ဟာကဒါယောက်ျားလို့ပဲဒါမိမမို့လို့ကန့်သက်ထားရဲဆိုတာမျိုးကိုကိုဆက်ကောင်းထဲမှာမထည့်ပဲနဲ့တွားနေတာပေါ့ဟုတ်အဲကျမကတော့လေအရင်ကြီးအဲငါကတခုလက်မို့လို့ပြောကြဆိုကြမှာပဲဆိုပြီးအဲ့လိုမျိုးတော့ဖိုးရင်ကလေးကအစတည်းကမရှိဘူးနောက်ဒီအနုပညာလောကတွေကလည်းဖြစ်တော့ ပေါင်းတင်ရလဲညာတယ်ပေါင်းတင်ရလဲမင်းနဲ့ပေါ့နော်ကိုသွားဆရာရှိတာသွားပြောဆရာရှိတာပြောအထူးတလဲစင်စင်နေရတာမျိုးတော့မရှိပါဘူးနောက်ပြီးတော့အမငကိုရဲကလည်းဟိုအဲ့လိုနိုင်အောင်ထွက်တာတွေပါတယ်မျိုးအတောက်စားအဲ့လိုမျိုးအဲ့လိုမျိုးတွေလည်းမရှိဘူးဆိုတော့လေအထွေထူးစင်ချင်ရမျိုးကတော့မရှိဘူးဒါပေမဲ့လို့အမစိတ်ပျော်ရွှင်ရအမစိတ်ချမ်းသာရဆိုလို့ရှိရင်တော့အမမတိလို့လောက်တာမဟုတ်ဘူးပေါ့နော်တိတယ်ဒါပေမဲ့စင်ချင်မှုနဲ့လောက်တယ်ပေါ့အဲ့လိုမျိုးတော့ရှိတယ်တောင်းလို့လည်း ပြောပြတယ်တားလည်းအဲ့လိုမမေပျော်ဖို့ထိုက်တန်ပါတယ်တဲ့မမေကစိတ်ချမ်းသာဖို့ထိုက်တန်ပါတယ်အဲလုတ်ပေါ့နော်ဒါလုတ်ပေါ့တော့ဆိုရင်အမမဟုတ်တာလေလုတ်နေရမှာလေမဟုတ်ဘူးပေါ့နော်သူနားလဲတယ်ပေါ့အဲ့လိုမျိုးသူပြောပါတယ်ဟုတ်ဩအဲ့ဒါတော့ဟုတ်တယ်တားတားပေါ့တားအတွက်ပေါ့အဓိကတော့သူကဘာကတိမှမကြောက်ပါဘူးအမဘာသာအမပဲဒီနောက်အိမ်တောင်ဘယ်တော့မှတားအတွက် ရှိလာရစေရအောင်ပေါ့နော်အဲအဲ့လိုမျိုးအမဘာသာမှာပဲပြဌာန်းရအောင်ပေါ့ဟုတ်ကျုံတော့ကျုံပါတယ်ကျုံတော့ကျုံတယ်ပြီးတော့တရားဝင်ကိုလည်းအဲလက်ထပ်ခြင်းနဲ့ဘာညာလဲ propose လုပ်ရတဲ့သူတွေလည်းရှိဘူးတယ်ဘယ်လိုပြောရမလဲဟုတ်တယ်ငငယ်လေးတွေကပဲကိုကိုကိုထက်မိသားစုကိုလည်းနည်းနည်းပို့ပြီးတော့ဦးစားပေးဖြစ်တယ်မမတို့ငငယ်တုန်းကကြတော့အရန်ကြီးအစဉ်ပြေတဲ့အချိန်မှာမပါဘူးပေါ့နော်ဖေဖေကဇက်ကတယ်ဇက်ဇက်ထားတဲ့အခါကျတော့အမအသက်၁၂နှစ်လောက်မှာ 1988အရေးခင်းဖြစ်ပြီးတော့ဇက်တွေပါတွေကလုံးဝအဆင်မပြေတော့ဘူးပေါ့အဲ့တုန်းကလည်းဆိုတော့အဲ့ယုံကလေးကမိသားစုကစာဝတ်နေရနည်းနည်းလေးအခက်ခဲရှိတယ်ဒါမှပုံမှန်လည်းပြောတာအဲ့ကလေးကအမအကြီးဆုံးသမီးဆိုတော့အာပြန်ကြည့်ပေးတတ်တယ်အမကလေးတရုတ်ဆောင်ရိုက်တယ်ပြီးကရဝိတ်တို့ဘာလို့မှမြန်မာအကအကရဲဆိုလို့ရှိရင်အကတပုတ်ကိုအစိတ်ရတယ်25ချက်အဲ့ဒီတော့အဲ့ဒီတော့ပေါ့နော်နှစ်ပုတ်ကရလို့ရှိရင်90ရတယ်90ရတယ်အဲ့တော့အမက အမအကြောင်းကညနေ9:00နာရီဆင်းတယ်ဆိုလို့ရှိရင်ကရဝိတ်မှာသွားကဖို့အတွက်အဲ့ဒါကဘာလဲခီးတယ်တွေကညနေ9:00နာရီခွဲ6:00နာရီဆိုလာကြိုတယ်အဲ့ဒီဘတ်စ်နဲ့လိုက်သွားကရဝိတ်မှာစာအင်စာလို့အဲ့လိုမျိုးနဲ့ငငယ်တဲရတော့လဲဟို struggle ဖြစ်ခဲ့ရတာတွေတော့ရှိတာပေါ့နော်အဲ့လိုဟုတ်ကဲ့ဟုတ်ကဲ့ဟိုနားတယ်လို့လည်းမတတ်မတ်ပါဘူးလေဒါတွေဟာအခုချိန်မှာအတွေ့အကြုံပေါ့နော်ငါဒါတွေကိုဖြတ်တန်းနိုင်ခဲ့တယ်ဒါတွေကိုလုံနိုင်ခဲ့တယ်ဆိုပြီးတော့ပဲစိတ်ထဲမှာထားပါတယ်ဟုတ် ဟိုအရင်နှုံးကတော့ခုနောက်ပိုင်းတော့တိတ်မငိုတော့ပါဘူးကိုအရင်နှုံးကတော့ကျမကျမငိုတာကိုကျမမိသားစုဘာညာတိတ်မှာကျမမကြိုက်ဘူးကြောက်တယ်အဲအဲ့လိုမျိုးပေါ့နော်တိတ်ပြီးတော့ပြောလည်းမပြောပြတတ်ဘူးဒီတိုင်းပဲကိုကသာကိုပဲဒါပေမဲ့ငိုမှမဆက်တဲ့အချိန်တော့ရှိရဲငိုစရာရုပ်ရှင်ကြည့်ရင်တော့ငိုတာပဲကျမလာလာတစ်ရှူပေးဆိုငိုတာပဲကျမရုပ်ရှင်ကြည့်ရင်တော့လုံးဝအဲ့ဒီမှာစိတ်ကထဲတာအဲ့လိုမျိုး 哦ကျမသူတို့ရှေ့ရနေနေရမှာလေသူတို့ကကျမပြိုလဲတယ်ဆိုရင်သူတို့အားငယ်သွားလို့မဖြစ်ဘူးပေါ့နော်ဒီခါလေးကျတော့ဟိုမပြောရမလဲဟိုကိုစိတ်ညစ်တာကိုသူတို့မြင်သွားလို့သူတို့ဖြစ်သွားမယ်စိုးရိမ်မှုကိုကျမပြန်ပြီးတော့ကိုယ့်ရဲ့အပူထက်ပိုဆိုးတယ်အဲ့လိုမျိုးဆိုတော့ကိုမသားကိုပဲနေတယ်ကိုမသားကိုပဲဖြည့်ရှင်းတယ်ဒီခါလေးကျတော့လေအဲ့လိုမျိုးကမှားတာတွေလည်းရှိတယ်မတိုင်ပင်တော့လေကိုမသားကိုပဲ ဟိုအားကြီးနဲ့လုံနေတာဆိုတော့အဲ့လိုမျိုးမှားတာတွေလည်းရှိတော့ရှိတယ်အဲ့ဒါတားလေးကတားလေးကလိမ်ပါတယ်ဘာလို့လဲမေးလို့ရှင့်မမေးဘာမှမလို့ဘူးလဲပြောတယ်ပြောတယ်ပေါ့နော်အခု तू ကဒီနှစ်ကုန်လို့ရှင့်တော့ចောင်းပြီးပြီတားနဲ့ပတ်သက်တော့ကျွန်မအကုန်လုံးသူ့ရွေးချယ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်သူ့ဘဝနဲ့ပတ်သက်လို့အလုပ်အကိုင်းအစပေါ့အားပေါ်ပါစသူကိုယ်နဲ့စဉ်းစားဆင်ခြင်ပြီးဟိုရွေးချယ်နိုင်အောင်လို့ဆုံးမပြဖြစ်တဲ့အတွက်တောင်းတယ်ဟုတ်ပါအချိန်မတန်သေးဘူးမမေရဲ့မပြဟုတ်သေးဘူးလေ ဟုတ်တယ်ဟုတ်တယ်ညောညွှန်ထားပါတယ်အဲကျွန်မအမြင်နဲ့ဖြေသလိုပဲတူဒီတော့ตาဖြစ်ခဲ့ပြီဆိုကြဲဟိုကအော်ကျွန်တော်ရင်ဆီယမဂျူဝိထုလို့လေတူဒီတော့ตาအမေရဲ့အတ္တဆိုတာကိုငါမှမဖြစ်ရဘူးตาရွေးချယ်တဲ့ဟာငါရဲ့သမီးဖြစ်ရမယ်ဆိုတော့ဟာမျိုးအမြင်နဲ့ဖြေသထားပါတယ်ဟုတ်ဟုတ်ဟုတ်အဲ့ဒါလင်းထားလေသူ့အတိအကျပြောထားတာတော့ ဘာသာမတူလူမျိုးမတူသားချစ်တယ်သားတကယ်လက်တွဲလို့ရတယ်ဆိုလို့ရှိရင်သားလက်ထပ်နိုင်တယ်ဒါပေမဲ့လို့ဟိုဟိုဘယ်လိုပြောရမလဲသားကိုယ်တိုင်ရဲ့ဘုရားဘာသာဆိုတော့တော့မဆွလို့ရအောင်ဆွလို့လို့မရအောင်ပေါ့နော်အဲ့တခုကိုသိချလေးမှာထားပါတယ်ကျမကပွဲတွေလဲလုပ်တယ်အခုဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာလည်းပွဲတွေသွားလုပ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေလဲပြီးလို့ရှိရင်ဟိုအာဒရိုက်တာဆိုင်ဖို့ရှိပါတယ်ကျမတို့မြန်မာရုပ်ရှင် 你妈在南宁，我哩阿贝下吧，我不要在马来西